Hello project ကြီးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့မြောက်ဝီရင်ဆုံးခုံနဲ့ရွှင်လေးတို့နဲ့ဆုံးအကြောင်းဝင်ဖြစ်ပါတယ်ဒီဇလံလေးတွေမှာတော့ရွာရဲ့ခေါင်းဆောင်ဖြစ်တဲ့ရှီယာကအကောင်းဆုံးအတကောင်အတွက်တားကောက်အပြည့်ဟန်ဆောင်ပြီးစွန်စားကံကိုစတင်ခဲ့ပါတယ်အကြခင်မှာကြောင်းဘွက်ကောင်းတဲ့တရဝါကြီးတကောင်ပေါ်ထွက်လာပြီးတော့သူ့အမိနာနဲ့ရှီယာကရွာသူရွာသားတွေရဲ့အကူအညီနဲ့တားကောက်ကိုကြိုတိပြင်ဆင်ထားတဲ့ထောက်ချောက်စီကိုအမြင့်ဆုံးဆွဲခေါ်သွားနိုင်ခဲ့ပါတယ် ရွာသားတွေကတရဝကြီးကိုတပ်ဖို့ကြိုးစားပေမဲ့တားကောင်ကြီးကခွန်အားကြီးမားတဲ့အတွက်လုံလောက်သွားပြီးတော့ရှီယာကိုပြန်ပြီးချိန်ချောက်ရံမူလာခဲ့ပါတယ်။အန်နီရဲ့ကိုဂျိုမင်းနဲ့ရှီယာထွက်ပြေးသွားပေမဲ့ကြောက်ဆောင်ဆုံးနာမှာပြန်မိသွားခဲ့ပါတယ်။အသက်ဆုံးရတဲ့ရွာသူကြီးကတမိဖြစ်သူကိုကယ်တင်ဖို့အတွက်သူ့ကိုသူစတေးပြီးတော့တားကောင်ကြီးကိုကြောင်းနဲ့ကြီးတဲ့ဒီဆွဲခေါ်ပြီးတူတူပြုတ်ကျသွားခဲ့ပါတယ်။သူတို့စေထန်နဲ့တပည့်၃ယောက်ကအနောက်ဘက်စီကိုသွားတဲ့လမ်းခီးမှာရှိနေပြီးတော့ရွာငယ်လေးတို့ရော သွားတဲ့တရားတစ်ခုစီကိုရောက်ရှိလာခဲ့ကြပါတယ်။ ရွာရဲ့ဝင်ပေါက်နားကိုရွာတဲ့အခါမှာတော့ရွာသူရွာသားတွေကသူတို့နဆိုးတွေလို့ထင်ပြီးတော့မြားရင်နဲ့ပြစ်ခဲ့ကြပါတယ်။ထန်ကသူတို့ကဗုဒ္ဓရဲ့ကျမ်းစာတွေကိုရှာဖွေဖို့အတွက်ခီးထွက်လာတာဖြစ်ကြောင်းရှင်းပြပေးမယ်။ရွာသားတွေရဲ့နဆိုးတွေပေါ်မုန်းတိစိတ်ကရဲ့နှဆိုင်နေခဲ့ပါတယ်။အခုချိန်မှာဆိုရင်တော့ရှီယာကရွာသူကြီးအဖြစ်တာဝန်ယူတာပြီးရွာသားတွေကိုမြားတွေဆက်ပြစ်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာငိန်သက်စွာစောင့်ကြည့်နေတဲ့ဦးခေါင်းကလည်းချက်ချင်းရှစ်တလန်းတိုးလိုက်ပြီးသူ့ရဲ့လှန်နဲ့ မြေကြီးကိုတစ်ချက်ထောက်လိုက်တာနဲ့ပြန်နေတဲ့မြားလေးအားလုံးလေထဲမှာချက်ချင်းရပ်တန့်သွားစေခဲ့ပါတယ်။အဲ့ဒီတော့တွင်မှာတော့ချင်းတိနဲ့ဆိုတကောင်ကရွာနောက်ကိုရောက်လာတဲ့အတွက်ဦးခုံးကလမ်းပိတ်ပြီးတိုက်ခိုက်လိုက်ပါတယ်။သူတို့နှစ်ဦးကတဦးကိုတဦးအလိုတကူမှတ်မှုကြပြမယ်။အေးချက်ချင်းကြည့်နိုင်မယ်ဒီလည်းမရှိတာကြောင့်ဦးခုံးနဲ့ချင်းတိနဲ့ဆိုတို့အပြေးထက်တိုက်ခိုက်ကြပြမှာတယ်။ဒါပေမဲ့မကြခင်မှာပဲဝူခုံကခြေသိနဲ့ဆိုအလဲတကူနာရသွားပြီးတော့သူ့ကို၆ကမ်းမားတဲ့ကိုလိမ့်ချလိုက်ပါတယ်။ ဝူခေါင်းရဲ့အနိုင်ပိုင်နိုင်မှုကိုတွေ့မြင်ရတဲ့အခါရှီဟာသဘောထားပြောင်းသွားပြီးထန်နဲ့သူ့အဖော်တပည့်တွေကိုအဲခံပွဲကိုဖိတ်ကြားလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲမှာထန်ဟာရာသားတွေအပေါ်မှာတွေ့ခဲ့နေတဲ့သေမင်းရဲ့အရေးအာဝါဒကိုခံစားလိုက်ရပါတယ်။ဒီအရာကဇူးပေစီဝူခေါင်းနဲ့ထန်တို့ကိုစိုးရိမ်ပူပန်မှုတွေနဲ့တူမကျိမ်းမီနိုင်ဖြစ်စေခဲ့ပါတယ်။ရာသူကြီးကဒီရွာက CEO တောင်ရဲ့အောက်ခြေမှာတည်ရှိပြီးတော့ CEO မျိုးနွယ်ရဲ့တားဆီးမျိုးဆက်တွေဖြစ်ကြောင်း အရင်ကအမဲလိုက်ခြင်းလေယာဆိုင်ပြိုးခြင်းနဲ့ငဲကျန်းစာနေထိုင်ခြင်းကြောင့်ပြောပြခဲ့ပါတယ်။ဒါပေမဲ့မကြာခင်နှစ်တွေအတွင်းမှာအရာရာစတင်ပြီးပြောင်းလဲသွားခဲ့ပါတယ်။ဒီနေမြေကနှစိုးတွေရဲ့အခြေချရာနေရာဖြစ်လာပြီးတော့အဲ့ဒီနှစိုးတွေကအခြေထဲမြတ်ပို့ပြီးတော့အစွန်ထလာခဲ့ကြပါတယ်။၃နှစ်ကြာမှအဲ့ဒီတရဝါတွေကနှစိုးတွေအဖြစ်ပြောင်းလဲသွားပြီးတော့နှစိုးပြင်၃မရဲ့လက်အောက်မှာ0တောင်းကိုအုပ်စိုးပြီးတော့လူသားတွေကိုတောင်းအောင်ဖြစ်ဖန်ဆန်းနေကြတာဖြစ်ပါတယ်။ နှစိုးပင်သုံးပါးထဲမှာချစ်တဲ့နှစိုးကတောင်ကြီးတစ်ခုလုံးအမေမျိုးချနိုင်တယ်ဆိုရင်ရှိပြီးတော့ဆင်းဖြူနှစိုးကတော့ရှီအားရဲ့အမအောင်အမဲလိုက်စင်အားဖမ်းသိခဲ့မှုပါတယ်။ရွှေလင်းုံနှစိုးကတော့ရှီအားကမမြင်ခဲ့ဘူးပဲဒီနှစိုးသုံးဦးထဲမှာဆာအပြင်းဆုံးလို့ကြားဖို့ခဲ့ပြီးတော့အရင်ကဗုဒ္ဓသီမအမှုထမ်းခဲ့တာပဲဖြစ်ပါတယ်။ရွာလူကြီးရဲ့အသေးစိတ်ကြံ့နာလို့လည်းဟင်းပြောင်းမှုကိုတန်တရားဝင်လာတဲ့ဦးခေါင်ကသူ့ကိုစစ်စစ်မင်းမြတ်မှုပြင်လိုက်ပါရတယ်။နောက်ဆုံးမှာရွာလူကြီးကသူ့ရဲ့ပုံစံအမှန်ကိုဖော်ထုတ်ပြတာခဲ့ပါရတယ်။သူကတော့ တော်ဘဖြစ်ပြီးတော့နှစ်ပြီကနေစေးထုတ်လိုက်တဲ့လူဖြစ်ပါတယ်တော်ဘကဟူခုံကို0တောင်ရဲ့ NIN နဲ့ပတ်သက်ပြီးတော့သတိပေးဖို့လာတာဖြစ်ပေမဲ့သူရဲ့တကယ့်ရည်ရွယ်ချက်ကတော့ဟူခုံနဲ့အဖော်တွေကိုနှဆိုးပင်သုံးမောက်ကိုကြိုက်တဲ့ဖြစ်ရှင်းပေးဖို့အတွက်စီယုံမှုပဲဖြစ်ပါတယ်။လက်ပြည်ရလူသားတွေရဲ့ပေါ့ဒီနှဆိုးတွေရဲ့နှိမ့်ဆက်တဲ့အောက်ဆိုးမှုတွေကိုနောက်ထပ်တိမခံနိုင်တော့ပဲ။ပိုဆိုးတဲ့အချက်ကနှဆိုးတစ်ထောင်ခန့်ကဆူဆူကြီးဖို့အတွက်အချိန်ကြီးနေတာကြောင့်ဖြစ်ပါတယ်။ သူတို့ကလူတော်ကမှပို့ပြီးရကြီးမာတဲ့အမှောင်ဖြတ်တွေကိုပြုလုပ်ဖို့စိတ်ပြပြနေကြပြီးတော့နှစ်ပြည်ရဲ့တိုက်ရိုက်ဝင်ရောက်ဆုတ်ဖက်ခွင့်မရှိတာကြောင့်လည်းဖြစ်ပါတယ်။ဘူခုံးကဒီတာဝန်ကိုလက်မခံခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့တခုတည်းသောတာဝန်ကထံဝန်ဘေးကင်းဖို့အတွက်အကာအကွယ်ပေးပြီးတော့ဗုဒ္ဓကျမ်းစာတွေကိုရှာဖွေပြီးတော့လိုက်ပါတည်ဆောင်ဖို့အတွက်ပဲဖြစ်တာပါ။ဇူးပေကျင်းနဲ့ဝူကျင်းတို့ကလည်းဘူခုံးရဲ့သဘောထားနဲ့ထက်တူညီကြပြီးတော့တော်ဘကတော့ထံဝန်ဖြစ်ရှင်းပေးဖို့အတွက်ကြိုးစားတဲ့အခါထာကကူညီခြင်းပဲမဲ့နှစိုးသုံးပါးကိုရေးဆိုင်နိုင်တော့တဲ့ဆွမ်းအားမရှိတဲ့ကြောင့်ဝေခန့်လိုက်ပါတယ်။ ထန်းကခီးတစ်ချောင်းလုံးမှာဝုခုံရဲ့ကာကွယ်ပေးမှုကိုပဲအားကိုးခဲ့ရတာကြောင့်ဒီအချိန်မှာဝုခုံကိုတီတိုဝင်တော့ဘူးမျိုးဘလို့မှတိုက်တိုးနိုင်မှာမဟုတ်ဘူးလို့နားလည်လိုက်ပါတယ်။ထန်းရဲ့တပ်ဖွဲ့ကညှိလိုက်တာကြောင့်တော်ဘာနဗီကိုပြတ်သွားလိုက်ရပါတယ်။အဲ့ဒီတော်တွေမှာရှီယာကဝုခုံစီကနေအကူအညီရမယ်လို့မျှော်လင့်ထားခဲ့ပေမဲ့တခြားဘလို့အကူအညီတောင်းရမှာမတိတဲ့အတွက်စိတ်ပျက်သွားခဲ့ပါတယ်။ရသူရသားတွေကိုကတင်ဖို့အရေးတကြီးတိုးရနေတဲ့အတွက်သူမဟူခုံးရှင်မှာတူးထောက်ပြီးတော့အကူအညီပေးဖို့ပဲတောင်းဆိုလိုက်ပါတယ်။ ်ရာဇီရသားတွေအားလုံးကလည်းဝိုင်းပြီးတော့တောင်းပန်ကြတဲ့အခါမှာဟူခုံးကဆိတ်ရှုပ်ထွေးသွားပြီးတော့ဆုံးဖြတ်ချက်မချနိုင်ပဲဖြစ်သွားပါတယ်။အခြားတစ်ဖွဲ့ပါလည်းခြေတိနဆိုးကသူ့ရဲ့ကိုယ်ကိုပြန်ရောက်လာတဲ့အခါမှာခြေတိနဆိုးကိုထပ်အဖွဲရောက်ရှိလာကြအောင်ကြောင်းပြလိုက်ပါတယ်။ဟူခုံးကရွာသားတွေကိုကူညီရမလားဒါမှမဟုတ်ခရီးကိုပဲဆက်သွားမလားဆိုပြီးဆုံးဖြတ်ချက်မချနိုင်သေးခင်ပါပဲ။ဟူချင်းကအချိန်လေးရှုပ်ထွေးသွားစီမဲ့အချက်တစ်ခုကိုပြောပြလိုက်ပါတယ်။ တခါတော့ကလက်ပြည်မှာနေထိုင်မှုတဲ့ဦးချင်းကနှခရားတွေကလူတွေနဲ့နဆိုးတွေချာပြိပခါတွေရျှော့ချဖို့အတွက်နဆိုးတွေအတွက်အသီးနဲ့နေမြေတခုတတ်မှတ်ပေးဖို့အကြံရှိကြောင်းအရင်ကြားမှုတဲ့ကောလာဟာလာတခုပဲပြောပြလိုက်ပါရစေ။လက်ရှိအခြေအနေနဲ့ဆက်ဆက်ကြည့်မယ်ဆိုရင်ဇီယိုတောင်းကတတ်မှတ်ထားတဲ့နေမြေဖြစ်နိုင်တဲ့အကြောင်းဦးချင်းကပြောပြပေးမယ်။ဇူဝိကြီးရဲ့အမြင်အရကွဲပြားပါရစေ။ ူကနဆိုးတွေကိုတနေရာထဲမှာစူးစီးကြမယ်ဆိုရင်နှက်ပြီးကိုတက်ခိုက်နိုင်တဲ့အသားအရှိရတို့ထင်ပြီးတော့ဟူခုံးကိုယ်တိုင်ကလည်းအရင်ကအဲ့ဒီလိုမျိုးစူးစမ်းခဲ့ဖို့ကြောင်းထောက်ပြလိုက်ပါရယ်။ထန်ကတော့ဒီကိစ္စကိုသူ့ရဲ့တပည့်သုံးဦးပေါ်မှာအပြည့်ဝအားကိုးထားပြီးတော့မကြခင်မှာရှီကတကားဝနာမှာပေါ်လာပြီးဖန်တီခံရတဲ့ရသားတွေကိုကဲတင်ဖို့အတွက်နဆိုးပင်သုံးဦးရဲ့ကူကိုသူမတယောက်ထဲသွားမယ်လို့ပြောလိုက်ပါရယ်။တကယ်လို့သူမပြန်မလာခဲ့ရင်ထန်တို့အဖွဲ့ကကျဲနေရသားတွေကိုကာဝယ်ပေးဖို့အတွက်သူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြီးစဉ်းစားပေးဖို့တောင်းဆိုလိုက်ပါရယ်။ ရှီယာရဲ့စိတ်သက်ခိုင်မာမှုကိုမြင်ပြီးတော့ဟူခေါင်းကလည်းနောက်ဆုံးမှကူညီဖို့သဘောတူလိုက်ပြီးတော့ဇူပေကြီးတို့ကိုပါခေါ်သွားခဲ့ပါတယ်။နောက်နှစ်မိနစ်မှာတော့ရှီယာဟူခေါင်းနဲ့ဇူပေကြီးတို့ကခြေတိနဲ့ဆိုရဲကူဝါကိုရောက်ရှိလာကြပါတယ်။ဂူရဲမုံဝင်ကမှမအကောင်းဆုံးဝါတအုပ်ကဖမ်းဆီးလာတဲ့လူသားတွေကိုစာဝတ်တော့ဖို့ခေါ်လာကြတာကိုမြင်တွေ့ရလိုက်ရပါတယ်။ဒီအောင်မြင်ပြီးတဲ့အခါဟူခေါင်းကအစီအစဉ်ကိုပြောင်းပြီးသူတို့သုံးဦးကမကောင်းဆုံးဝါတထောင်စုဝေးတဲ့ပွဲမှာပါဝင်ပြီးတော့မကောင်းဆုံးဝါအနေနဲ့အနှောက်အယှက်ရှိဝင်ရောက်နိုင်ဖို့အတွက်ရုပ်ဖြတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ မကောင်းဆုံးကအုပ်စုခေါင်းဆောင်ဘိုဝါကရှီယာစီကနေလာတဲ့လူသားနဲ့ကိုရပြီးတော့တန်တရားဖြစ်လာတဲ့အခါခုခုံကသူ့မအတွက်အမိတူတစ်ခုအမြန်ဖန်ပြီးပေးလိုက်တာကြောင့်တန်တရားလျှော့သွားခဲ့ပါတယ်။သူတို့သုံးလုံးကဘွားကိုယုံကြည်နိုင်အောင်လုပ်သွားတဲ့အတွက်နှစ်ဆုပရင်သုံးပါလုံးနေထိုင်တဲ့ကုထဲတီကိုခေါင်းဆောင်တောက်ခံခဲ့ရပါတယ်။ကုအတွင်းမှာတော့မကောင်းဆုံးတွေကဖန်ပြီးရတဲ့လူတွေကိုရက်ဆက်စွာနဲ့အဆုံးတက်ဖို့ပြင်ဆင်နေကြပါတယ်။အဲ့ဒီအတော်တွင်ဟူကုံကသူ့ဝိကြီးနဲ့ရှိရအောင်မကောင်းဆိုးရည်နဲ့ရောနှောပြီးအချိန်ဆွဲတော့အကောင်းဆုံးအခွင့်အရေးကိုစောင့်နေကြဖို့အချိန်ပေးတာပါပဲ။ လူတွေအားလုံးထွားပြီးတဲ့အခါမှာခုံးကနဆိုးခင်သုံးပါအတွက်လက်ဆောက်ယူလာကြောင်းပြောပြီးတော့ဘွားအတွက်လည်းအဆုတစုပါကြောင်းကြေညာလိုက်ပါတယ်။ဒီစကားကိုကြားတဲ့အခါဘွားကတပတ်ကသွားပြီးတော့ခုံးကိုနဆိုးခင်နေစီခေါ်သွားခဲ့ပါတယ်။သူတို့စီကိုမရောက်ခင်မှာပဲဟူကောင်းကဘွားကမင်းမဆက်ဆက်ပဲတက်တက်လေးသတိလက်သွားအောင်လုပ်လိုက်ပါရတယ်။အဲ့ဒီတော့တွေဇူဝေကြီးနဲ့ရှီယာတို့ကဖမ်းသိခံရတဲ့လူသွားတွေရှိရနေအောင်ရောက်ရှိလာကြပါရတယ်။အချင်းသားတွေရဲ့လက်ရှိအခြေအနေကိုမကြည့်ရှုနိုင်တော့တဲ့ရှီယာကချက်ချင်းပဲမကောင်းစွာအဆောင်တွေကိုတိုက်ခိုက်လိုက်ပါရတယ်။ တစ်ဖက်မှာလည်းခြေသိနှစိုးကဆင်းပြူနှစိုးကိုခုံရဲ့ကြောင်းမဖွယ်ဆွဲအောင်သတိပေးပြီးတော့သူ့အနိုင်ယူဖို့လိုတဲ့အကြောင်းပြောပြနေပါဗျ။သူတို့ကထန်ရဲ့အသားကိုစားရင်ဆွမ်းအားတွေကြီးမာလာမယ်လို့ယုံကြည်ပြီးတော့အစီအစဉ်တစ်ခုကိုဆွေးနွေးကြပါတယ်။ခဏကြာတဲ့အခါဘွားရုပ်တွေရောက်လာပြီးတော့ဦးခုံကြီးရောက်နေပြီဖြစ်ကြောင်းနဆိုးပရင်တွေကိုတတိပေးလိုက်ပါတယ်။သူကဦးခုံကနဆိုးပရင်၃မောင်းကိုတိုက်ခိုက်ဖို့ပြင်ဆင်နေပြီးတော့သူ့ရဲ့ဆွမ်းရည်တွေကိုအသေးစိတ်ရှင်းပြလိုက်ပါတယ်။ အကျဉ်းခန်းထဲမှာတော့ရှီယာမကောင်းဆိုးဝါးတွေကိုအနာယူတိုက်ခိုက်ပြီးတော့ဖန်တီခန္ဓာရတဲ့သူတွေတွေကသူ့ရဲ့အမနဲ့ဆင်မျိုးတွေကိုရှာဖွေနေပါတယ်။ဒါမဲ့သူမအမကိုဘယ်နေရာမှမတွေ့ရပါဘူး။ရှီယာစိုးရိမ်လာတဲ့အချိန်မှာပဲမကောင်းဆိုးဝါးတွေကအင်အားထက်ပြေးပြီးရောက်ရှိလာကြပါတယ်။အနေရုံကြိုတိနေရဲ့ရှီယာရွာသားတွေကိုအမြန်လှုပ်အောင်လှုပ်ပေးပြီးတော့ဇိုးဝေကြီးကလည်းရောက်လာတဲ့မကောင်းဆိုးဝါးတွေကိုတိုက်ခိုက်နေပါတယ်။ တချိန်ထဲမှာပဲဝခုံးရဲ့ရုပ်ဖြတ်ထားမှုကလည်းပျောက်ကယ်သွားပြီးတော့ခြေတဲ့နဆိုးနဲ့စီယူနဆိုးတို့အပြင်းထန်တိုက်ခိုက်နေရပါတယ်။တိုက်ပွဲတွေကပြင်းထန်နေတဲ့အချိန်မှာပဲဇူဝေဒီရတဲ့မကောင်းဆိုးအားအင်အားဖြည့်တဲ့တပ်တွေကိုအနိုင်တိုက်ပြီးအထည်ဝင်ရောက်လာပါတယ်။ဒါကိုခွင့်ကောင်းယူပြီးစင်ပြူနဆိုးကလည်းပြင်းပြင်းထန်ထန်စတဲ့တိုက်ခိုက်ပြီးတော့ခြေသိနဆိုးကဇူဝေကြီးနဲ့ဦးခုံးတို့နှစ်ဦးစလုံးမျိုးချလိုက်ပါတယ်။ဒါပေမဲ့ခြေသိနဆိုးရဲ့ဘိုက်တဲကိုရရှိသွားတဲ့အခါဦးခုံးကပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီးတော့ခြေသိနဆိုးကိုမခံမရနိုင်တော့အောင်နိုင်ကျင်စေခဲ့ပါတယ်။ ကိုညီမဲ့ပြီးဒုက္ခရောက်နေတဲ့ခြေစင်းနဲ့ဆိုတော့ဦးခေါင်းထံမှာတနာခံခဲ့ပြီးတော့သူ့ရဲ့မကောင်းဆုံးအတက်တွေကိုလူသားတွေကိုတိုက်ခိုက်ခြင်းမပြုဖို့အမိန့်ပေးမယ်လို့ဂရီပြုခဲ့ပါတယ်။ဦးခေါင်းကသူ့ကိုမယုံကြည်မဲ့တည်တဲ့အခါခြေစင်းနဲ့ဆိုတာသူ့ရဲ့ဂရီကိုဖောက်ပြိုက်ခဲ့ရင်မိုးကြိုးပြစ်ပါစေလို့ကြေဆုခဲ့ပါတယ်။အဲ့ဒီပြင်သူကအကျဉ်းချရတဲ့ယာသားတွေအားလုံးလွှတ်ပေးမယ်လို့လည်းဂရီပေးလိုက်ပါတယ်။သူ့ရဲ့ဂရီစကားကိုဦးခေါင်းကယုံကြည်သွားပြီးတော့ခြေစင်းနဲ့ဆိုရဲ့ဗိုက်ထဲကနေထွက်လာခဲ့ပါတယ်။ နောက်တစ်နှစ်မနက်မှာသူတို့ရဲ့ခတိအတိုင်းခြေသေးနဲ့ဆိုးနဲ့ဆင်ပြူနဲ့ဆိုးတို့ဟာရာသားတွေအားလုံးလွတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ရှီယာရဲ့အမအော်တော့ဆင်ပြူနဲ့ဆိုးကသူတို့ဖန်တီးရဲ့အထဲမှာတူမမပါရှိခဲ့ကြအောင်ပြကြခဲ့ပါတယ်။သူတို့အဖွဲ့ကရွာစီကိုပြန်ပြီးသွားနေတဲ့အချိန်မှာပဲရွှင်လေးရဲ့နဲ့ဆိုးကဝုန်းရှိနေတာကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီညနေမှာရွာထဲကလွတ်လာတဲ့ရွာသားတွေကိုဂုံပြူတဲ့အနေနဲ့ပွဲတပွဲကျင်းပခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲကျင်းပနေစဉ်အတွင်းမှာပဲရွာသားတအူကနှစ်ဆိုးတစ်ခေါင်ရွာထဲကိုရောက်ရှိနေကြအောင်စီရင်ခံလာခဲ့ပါတယ်။ အဲ့ဒီနဆိုးကစီမြူနဆိုးနဲ့ခြေသိမ့်နဆိုးတို့ဖြစ်ပြီးတော့ဇီယိုတောင်ဝူခုံကိုဖိတ်ကြားဖို့အတွက်ရောက်ရှိလာတာဖြစ်ပါတယ်။သူတို့ကဝူခုံကိုမကြခင်ကရောက်ရှိလာတဲ့ရွှေလေးရုံနဆိုးနဲ့မိတ်ဆက်ပေးခြင်းနေကြတာပဲဖြစ်ပါတယ်။ရွှေလေးရုံနဆိုးကလည်းဝူခုံကိုအလိုချီကျူးလေးစားပြီးတော့သူနဲ့တွေ့ဆုံခြင်းနေတာဖြစ်ပါတယ်။ဒီစကားကိုဇူပင်ကြီးနဲ့ဝူချင်းတို့ကမယုံကြည်ခဲ့သလိုထန်အားနဲ့တန်တရားရှိနေခဲ့ပါတယ်။ဒါပေမဲ့ဝူခုံကတော့ဒီဖိတ်ကြားမှုကထောင်ချောက်ဖြစ်နေပေမဲ့သူ့အနေနဲ့ကြိုက်တွယ်နိုင်မယ်လို့ယုံကြည်နေခဲ့ပါတယ်။ ခင်သိနေစိုးစင်ဖြူနေစိုးတို့နဲ့တူခုံးဝစီယိုတောင်ရောက်ရှိလာခဲ့ပါတယ်။ဝူခုံးကိုရွှေငှက်နေစိုးနဲ့မိတ်ဆက်ပေးခဲ့ပြီးတော့အဲ့ဒီနေစိုးကသူ့ကိုစည်ရင်မှန်နဲ့ကြိုဆိုခဲ့ပါတယ်။ထိမက်မထားတဲ့အချိန်မှာပဲရွှေလေးယုံနေစိုးကဝူခုံးကိုစတင်ပြီးတော့ဆော်ကားလာခဲ့ပါတယ်။ဝူခုံးလုံးမျိုးစွာကြီးမားတဲ့လူကသူ့ရဲ့ခေါင်းပေါ်ကရွှေခင်းလေးတစ်ခုရဲ့ချုံနောက်မှုကိုခံနေရမှာမဟုတ်ကြအောင်အဲ့ဒီအပြင်ရွှေငှက်နေစိုးကဝူခုံးကတခါမှအမှားမရှိခဲ့ပဲနဲ့ဗုဒ္ဓကသူ့ရည်ရဲ့ချက်တဲ့ဝူခုံးကိုတုံးချခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ ။ဒါကြောင့်နှစ်ဖရားတွေကလူနဲ့နှစ်ဆိုးနှစ်ပုံလုံးကိုဆိုးမှုပြီးတော့စိတ်တိုင်းကြအုပ်ချုပ်နေရတာလဲလို့ရွှေလင်းရုံနှစ်ဆိုးဝမေးကိုထုံလိုက်ပါရတယ်။ပထမအုပ်ချုပ်ကျိဟူခုံကရွှေကန်းနှစ်ဆိုးရဲ့အမြင်ကိုသဘောတူနေမိပြီပဲ။သူ့ရဲ့နှစ်ဆိုးတွေရဲ့ကွာခြားချက်ကဟူခုံကဘယ်တော့မှအပြည့်မရှိတဲ့သူတွေကိုဖိနှိပ်ခဲ့တာမျိုးမရှိခဲ့ပါဘူး။ဟူခုံကသူ့ခေါင်းပေါ်ကရွှေခွင်းရဲ့သူ့ရဲ့အင်အားကိုထိန်းချုပ်ဖို့လက်လိုချင်လို့မဖြစ်စေဖို့အတွက်ထိန်းချုပ်ပေးတဲ့အရာဖြစ်တယ်လို့ဟူခုံကရှင်းပြလိုက်ပါတယ်။ ဒီစကားကိုကြားလိုက်တဲ့အခါမှာရွှေလေးုံနဲ့ဆိုရလေဟူခုံးကိုနတ်ဖရားတွေရဲ့အိမ်မွေးခွေးတစ်ကောင်မှာပဲလို့ပြည့်ရည်ပြူလိုက်ပါတယ်။ဒီခါမှာတော့နှစ်ဦးခြားတဲမှန်မှုတွေဖြစ်ပေါ်လာပြီးတော့တိုက်ပွဲဖြစ်တော့မယ့်အနေအထားကိုရောက်ရှိနေရပါတယ်။ဒီအခြေအနေကိုပြည့်ရော့စေဖို့အတွက်ချင်းသိနေဆိုကဝင်ရောက်ဖြန့်ပြေးပြီးတော့ဒေါသထက်နေသေးတဲ့လေးုံနှစိုးကိုညင်းသက်စေခဲ့ပါတယ်။ရွှေလေးုံနှစိုးကလည်းဒေါသမပြေသေးဘဲနဲ့အဲ့ဒီနေရာနေထားထပ်သွားခဲ့ပါတယ်။ တစ်ဖက်မှာလည်းရွှေလေးရုံနဲ့စိုးရဲစောကောင်းမှုတွေကြောင့်စိတ်တုန်နေတဲ့ဝူခုံကရွာကိုပြန်လာခဲ့ပါတယ်။ကန်ဆိုးစွာနဲ့ပဲသူ့ရွာကိုပြန်ရောက်တဲ့အခါရွာသားတွေရဲ့ရဲစစ်တိုက်ခိုက်ခံရတာကိုတွေ့ရှိလိုက်ရပါတယ်။ဝူခုံကဒါဝူဘူးသူလောက်တာလေးလို့မိလိုက်တဲ့အခါရှီယာကရွှေလေးရုံနဲ့စိုးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ရှီယာကသူမနဲ့ရွာသားတွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်နေတော့မှပဲရွှေလေးရုံနဲ့စိုးကရုတ်တရက်ပေါ်လာပြီးတော့သူ့ရဲ့ဓာတ်လိုခြုံထက်တဲ့အမွှေးတွေနဲ့ရဲစစ်စာတိုက်ခိုက်ခဲ့ပါတယ်။ ရွာသားအမျိုးများတရားရခဲ့ပြီးတော့ပိုဆိုးတာရွှေနေရုံနဲ့ဆိုတာထန်းဇူဝေကြီးနဲ့ဝူရင်းတို့ကဖမ်းခေါ်ရခဲ့တာဖြစ်ပါတယ်။ဇူဝေကြီးကအခုဖမ်းခံရပြီးတော့ဟူခုံးကဲတင်မလာမအောင်မျှော်လင့်ပြီးအချင်းဆွဲနေခဲ့ပါတယ်။ဒါပေမဲ့အချင်းသားတွေကိုကြီးရှုနေတဲ့စင်ဖြူနဲ့ဆေးကတော့အချင်းဆွဲမနေတော့ပဲထန်းကိုချက်ချင်းမြုပ်ချလိုက်ပါတယ်။ဟူခုံးကဇီယိုတောင်းအောင်အမျိုးပြသွားခဲ့ပေမဲ့လက်စိုးတွေဘူးမှမရှိတော့ပဲဘွားတော်တွေကိုပဲတွေးရှိခဲ့ရပါတယ်။ အခြားရေးချက်တွေရပြီးတော့ဒါကြောင့်ဟူခုံကဘွားကိုစစ်စစ်မိမဲလိုက်တဲ့အခါမှာနှစ်ဆိုးတွေက CEO မျိုးကိုတွားနေကြောင်းသိရှိခဲ့ရပါတယ်။ဒီတဲ့င်းကိုကြားပြီးတဲ့အခါဟူခုံနဲ့ရှီယာက CEO မျိုးကိုအမျက်သွားကြပါတယ်။မျိုးကိုရောက်တဲ့အခါဟူခုံကမကောင်းဆိုးအောင်အဆူတစုအားစင်ယူနှစ်ဆိုးကသူတို့သူတော်စင်ရဲ့အတောက်အမြောက်ကိုပြေးမယ်ဆိုတဲ့ခရီးစကားကိုဆွေးနွေးနေကြတာကိုကြားခဲ့ရပါတယ်။အဲ့ဒီအချိန်ဟူခုံကချက်ချင်းအဲ့ဒီမကောင်းဆိုးအားတွေကိုရင်ဆိုင်ပြီးသူတို့ဘုံမှာရှိတဲ့ဆိုတာကိုမင်းမြန်လိုက်ပါတယ်။ အဲ့ဒီအတွင်အတွင်မှာရှီယာကအချင်းသားတွေထားတဲ့ထောင်အောင်သွားရောက်ပြီးသူမရဲ့အမအောင်နောက်ဆုံးမှတွေ့ရှိခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲဟူခုံးကလည်းဇူဝေကျင်နဲ့ဝူကျင်တို့တပ်ဝတ်လုပ်နေတဲ့အချိန်ကနေနိုင်ခဲ့လိုက်ပါတယ်။ဒါပေမဲ့ထန်အောင်တော့စီဝင်နေဆိုကမျိုးချလိုက်ပြီးဆိုတာကိုဝမ်းနဲ့စွာနဲ့ကြားသိခဲ့ရပါတယ်။အဲ့ဒီအချိန်ဇူဝေကြီးကဟူခုံးပေါ်မှာဒေါသထွက်သွားပြီးတော့ထန်အခုလိုဖြစ်တာဟူခုံးရဲ့မမနာကြောင့်လို့အပြစ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ဦးခုံကတော့မမိအမားကိုမတီးပဲနဲ့ဇူဝေကြီးနဲ့ဦးချင်းကိုသူတော်စင်ကိုမကန်လာခဲ့တဲ့အတွက်ပြန်လဲဆွဆဲလိုက်ပါတယ်။ဇူဝေကြီးနဲ့ဦးခုံတို့ကြအပြည့်အထန်အငင်းပွားနေကြတဲ့အချိန်ဖျက်ဖျင်းဖို့စူးစမ်းနေတဲ့ဦးချင်းကလည်းထိုင်ရင်အဖြစ်ပြက်ကြောက်ဒေါသထွက်လာခဲ့ပါတယ်။ဦးချင်းကဦးခုံရဲ့ဆွဆဲချက်ကိုလက်မခံနိုင်တော့ပဲနဲ့ဦးခုံကအမြဲတမ်းမာနာကြီးပြီးသူကတော့အတော်ဆုံးလို့ဖြစ်နေတယ်ဆိုပြီးဆွဆဲခဲ့။နောက်ဆုံးမှာတော့တီလို့ညီကို၃ရဲ့ဆက်ဆက်ရင်းရာ အကွဲကြောင့်ပေါ်လာခဲ့ပြီးတော့ဝူချင်းကဇူဝေကြီးနောက်ကိုလိုက်သွားတဲ့အခါဇူဝေကြီးကသူတို့တောင်းရရင်းနှီးမှုကပျက်စီးသွားပြီဖြစ်တယ်လို့ပြောခဲ့ပါတယ်။တစ်ဖက်မှာလည်းထန်ကိုအောင်မင်းစွာနဲ့ဖမ်းဆီးလာနိုင်ခဲ့တဲ့ချင်းတဲ့နဆိုးကရွှေလင်းရုံနဆိုးကိုထန်ကိုချက်ချင်းစားသုံးမှုတွေတိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့ရွှေငှက်နဆိုးကထန်ကတာမန်လူသားဖြစ်ပေမဲ့ဗုဒ္ဓရဲ့ကိုယ်စလဲလေးဖြစ်တာကိုသိထားခဲ့ပါတယ်။ထန်ကသူဆန္ဒအရာဆွလုံပြမှာပဲသူတို့ကထူးခြားတဲ့ဆန္ဒအောင်ရရှိမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လင်းရုံနဲ့ဆိုရလဲထံဝန်တမင်တက်ရှင်လေးထားရှိခဲ့ပြီးတော့သူ့ပတ်ဝန်းကျင်ကခံစားနေရတဲ့ဒုက္ခတွေကိုမျက်မြင်ကြုံတွေ့စေပြီးတော့သူ့စိတ်ဓာတ်ကိုကြားလာစေဖို့မျှော်လင့်ခဲ့တာပဲဖြစ်ပါတယ်။မကြခင်မှာပဲစီဗူနဆိုကရှီဘူးလေးတစ်လုံးကိုကိုင်းဆောင်ပြီးတော့ပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒီဖူးထဲမှာတော့ထံဝန်ချုပ်နာထားခဲ့တာပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲနဆိုးတစ်ခေါက်အမြန်ဝင်လာပြီးတော့ဝူခုံကနောက်ဆက်တာကြောင့်ချုပ်နောက်နာတဲ့ရာသားတွေအားလုံးလွတ်မြောက်သွားပြီးဖြစ်ကြောင်းသတင်းပို့ခဲ့ပါတယ်။ဒီအချိန်လေးကြောင့်ရွှေလင်းရုံနဲ့ဆိုရလဲဟူခုံးကိုအငြင်းခံနေဖို့တဲ့အစီအစဉ်တစ်ခုကိုရေးဆွဲခဲ့ပါတယ် တစ်ဖက်မှာလည်းဥခုံးကနှစိုးတွေကိုတိုက်ခိုက်နေတဲ့အချိန်ချွေလေးလုံးနှစိုးကရှိအောင်ဖမ်းချုပ်လိုက်ပြီးတော့ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။ဥခုံးကပြတ်တိုက်ဖို့အတွက်စူးစမ်းတယ်။အခါချွေလေးလုံးနှစိုးကသူ့ကိုလှုပ်ရှားလို့မရအောင်ချီနှောင်ဖို့အတွက်မှော်ဆွမ်းအားတစ်ခုကိုတုံးခဲ့ပါတယ်။အဲ့ဒီအပြင်ဟူခုံကပန်းတီတောင်ကိုပြတ်သွားဖို့အတွက်ရွှေလင်းရုံနဲ့ဆိုအားသတိပေးခဲ့ပါတယ်။ဟူခုံကဒီသတိပေးချက်ကိုလေးလူရှုခဲ့တဲ့ရာသားတွေကိုတူပြီးတူရရက်ဆက်ဆက်တက်ဖြတ်ပြီးရှီအားရဲ့အမအလည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီအပြင်ရှင်ငတ်နဲ့ဆိုအားရက်တက်မသွားဘဲနဲ့ရှီအားကိုပါတက်ပြေးခဲ့ပါတယ်။ ဆိုင်ရကြနေဦးခုံကရှီရရဲ့အလောင်းဗုဒ္ဓကျောင်းကိုတည်သွားပြီးတော့ဗုဒ္ဓစီရနေအဖြစ်ရှာခဲ့ပါတယ်။ဖျားကျောင်းကိုရောက်တဲ့အခါဦးခုံကဗုဒ္ဓကိုဘာကြောင့်နှဆိုးသုံးဦးကိုထံအောင်စားခွင့်ပြုပြီးတော့အပြစ်မဲ့တဲ့ရွာသားတွေကိုတက်ခွင့်ပြုတာလဲလို့မိမြက်ခဲ့ပါတယ်။ဒီရာတွေကထိုင်ရင်ခီးစင်မှာရေဆာရမဆက်သက်မှုတွေဖြစ်ပြီးတော့ရှီရနဲ့ရွာသားတွေရဲ့ကံကြမ္မာကတော့ပုံမူကြီးမားတဲ့ရည်ရွယ်ချက်တွေနဲ့အစိမ့်ပိုင်းတွေဖြစ်ပါတယ်လို့ဗုဒ္ဓအေးစေးစွာနဲ့ဖြေကြားခဲ့ပါတယ်။ ထိုင်နေတူတူဆယ်နှစ်ကြာခီးလိုက်ပါခဲ့ပြီပဲဟူခုံးအတွက်ရှီယာသူ့အတွင်းစိတ်ရဲ့ပုံရိပ်တစ်ခုဖြစ်ပြီးတော့ဇီယိုတောင်မှာသူ့ကိုစောင့်နေခဲ့တာဖြစ်တယ်လို့နားမလဲခဲ့ပါဘူးခုချိန်မှာတော့ဟူခုံးကသူ့စိတ်ကိုပြန်တွေ့သွားပြီးတော့ရှစ်ဆက်လမ်းမှာသူကိုယ်တိုင်ရေးချယ်ဖို့ဖြစ်လာခဲ့ပါတယ်ဗုဒ္ဓရဲ့စကားကိုကြားပြီးနောက်မှာပဲဟူခုံးကဆောက်ခဲ့ချက်တစ်ခုကိုခိုင်းမှာချမှတ်လိုက်ပါတယ်သူကဇီယိုတောင်မြေပြင်ညီအောင်ဖြစ်စည်းမှာဖြစ်ပြီးတစ်ဖက်မှာလည်းရီမကျက်မရှိပဲသွားလာနေတဲ့ဆိုပေစီနဲ့ဝူချင်းတို့ကထိုင်နေတူဖြတ်တန်းခဲ့တဲ့အမှတ်တရတွေကိုပြန်သတိရနေကြပါတယ် အဲ့ဒီချိန်ဝူကုန်းကထန်ရဲ့မြင်းပြူကိုခေါ်လာခဲ့ပြီးတော့မြင်းကကြီးမားတဲ့နဂါးတစ်ခေါင်အသွေးဖြည့်ကိုပြောင်းလဲသွားခဲ့ပါတယ်။နဂါးနဲ့တူတူဝူကုန်းကစီယိုတောင်ဖျက်ဆီးပြီးတော့လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့နှစိုးထောင်ပေါင်းများစွာကိုလည်းဖျက်ဆီးခဲ့ပါတယ်။နှစိုးများပြားတိတ်ဆုံးသွားတဲ့အခါခြေသိမ့်နှစိုးနဲ့စီပြူနှစိုးတို့ကလည်းသူ့ကိုရေစာတိုက်ခိုက်ဖို့အတွက်ထွက်ပေါ်လာခဲ့ပါတယ်။ဒီတနေရာထဲမှာပဲအချုပ်နောက်ခံနာရဆဲဖြစ်တဲ့ထန်ကရွှေငှက်နှစိုးကိုကံကြမ္မာရဲ့အကျိုးဆက်အကြောင်းကိုသတိပေးခဲ့ပေမဲ့ရွှေငှက်နှစိုးကလေးလူရှုခဲ့ပါတယ်။ ူရဲ့တခုတည်းသောစိုးရင်ပူပန်မှုကထံအညံ့ခံသေးဖို့ဖြစ်ပြီးတော့အဲ့ဒီလိုအညံ့ခံပဲဆိုရင်ထူးခြားတဲ့ဆွမ်းအားတွေကိုရရှိမှာကြောင့်ဖြစ်ပါတယ်။အဲ့ဒီဆွမ်းအားရခဲ့လို့ရှင်နဖရားဒါမှမဟုတ်ဗုဒ္ဓအရာလူသားတွေကိုတက်ဖြတ်တာကနေသူ့ကိုတားဆီးနိုင်တော့မှာမဟုတ်ပါဘူး။ရှင်ကနေဆိုအဖို့ကတော့လူသားတွေကတော့သူတို့ရဲ့လုပ်ရက်တွေအတွက်နဆိုးတွေကိုရှုတ်ချတဲ့သူတို့ကောင်းအောင်ဆောင်နိုင်သူတွေပဲဖြစ်ပါတယ်။နောက်ဆုံးမှာလူသားတွေကတလိမ့်ဆန်တွေကိုစားတော့ပြီးနဆိုးတွေကလူသားတွေကိုပြန်လဲစားတော့ကြပါလေ။ အဲ့ဒီဒေါ်တွေမဝခုံကနှစ်စိုးနှစ်ပေါင်းရင်ဆိုင်ဖို့တဲ့အသိပြင်းနေချိန်မှာပဲဇူပိကြီးနဲ့ဝူချင်းတို့ကလည်းသူ့ကိုကူညီဖို့ရောက်ရှိလာခဲ့ကြပါတယ်။ညီကိုရဲ့အကူညီနဲ့ဝခုံကလည်းရွှေလင်းရုံနှစ်စိုးကိုဥတီပြီးတော့တိုက်ခိုက်နိုင်ခဲ့ပါတယ်။သူတို့နှစ်ဦးတိုက်ခိုက်နေတဲ့အချိန်မှာပဲရွှေလင်းရုံနှစ်စိုးကနောက်တစ်ချိန်မှော်ဆွမ်းအားနဲ့ဝခုံကိုလှောက်ရှားလို့မရအောင်ချီနာလိုက်ပြန်ပါတယ်။ဝခုံကအကူညီမဲ့ပြီးတော့အားနေနေချိန်မှာပဲသူ့ရဲ့အသက်ကကျိုးမှချိတ်ဆွဲတာလို့ဖြစ်နေခဲ့ပါတယ်။ဝခုံရဲ့ရုပ်ကံမှုကိုမြင်ရတဲ့အခါထန်က စိုးစုံဆုံးလုပ်မှုတွေနဲ့သူသူ့ရဲ့အတက်ကိုပေးအပ်လိုက်ပါတယ်။ခံချက်ချင်းဆော့ပြချက်ချလိုက်တာနဲ့ရွှေငွေနဲ့စိုးကသူ့ကိုမျိုးချလိုက်ပါတယ်။ဒါုံမြေတွေလဲရတဲ့အခါမှာပဲဟူခုံကဒေါသတွေအဆမတန်ထွက်သွားပြီးတော့အေယာမမြတ်ဝင်ကြီးတကောင်ဖြစ်သူပြောင်းလဲသွားခဲ့ပါတယ်။ပို့ပြီးတော့ဆန်အားကြီးမားတဲ့ပုံစံအသင့်နဲ့ဟူခုံကရွှေလေးရုံနဲ့စိုးအလွယ်တကူတိုက်ခိုက်နိုင်ယူနိုင်ခဲ့ပြီးတော့ထန်အောင်နဲ့စိုးရဲ့ပိုက်ထဲကနေပြီးတော့ကယ်တင်နိုင်ခဲ့ပါတယ်။ ဟူခုံကရွှေငှက်နဲ့ဆိုးနောက်ဆုံးတက်ပြစ်ဖို့အတွက်အသိဖြစ်နေချိန်မှာပဲဗုဒ္ဓပေါ်လာပြီးသူ့ကိုတားမြစ်ခဲ့ပါတယ်။ဗုဒ္ဓကဖြစ်ပျက်ခဲ့သမျှအကြအလောကကကြမားရဲ့အစိပ်ပိုင်းဖြစ်ပြီးတော့ဒီဆက်သက်မှုတွေကထန်ကျော်ခဲ့ရမယ့်အခက်အခဲတွေဖြစ်ပြီးဆွလို့အလင်းနာခံမှုနဲ့ထန်ဆက်သက်မှုတွေအောင်မြင်ကျော်လွှားနိုင်ငံကြောင်းရှင်းပြလိုက်ပါတယ်။ဟူခုံအတွက်ကတော့သူကစစ်မှန်တဲ့ဗုဒ္ဓရဲ့ခုံရင်တွေကိုပြသနိုင်ခဲ့တာကြောင့်သူခေါင်းပေါ်မှာရှိတဲ့ရွှေကွင်းကိုဖယ်ရှားပစ်လိုက်ပြီးတော့ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ခုံးအနေနဲ့မာမာနာနဲ့ခြေလိုလဲလို့နဲ့ဆုံးဖြတ်ချက်တွေမချတော့ဘူးဗုဒ္ဓမျှော်လင့်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဒီဆက်သက်မှုအားလုံးပြီးဆုံးသွားတဲ့အခါထန်နဲ့သူ့အဖော်တွေကအနောက်ဘက်ကိုဆက်လက်ခီးထွက်ခွာသွားခဲ့ပြီးတော့ဇလန်းလေးကလည်းဒီနေရာမှာပဲအဆုံးသတ်ခဲ့ပါတယ်။ဒီဗီဒီယိုထဲမှာထန်ကဘာလို့ဒီလိုဆုံးခဲ့ခဲ့လို့ထင်လဲပြည်သက်ကြီးရောဘလို့ထင်လဲကွန်မန့်မှာကြံပေးသွားခဲ့ပါအောင်အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင်နော်လိုက်ရ Subscribe လုပ်သွားပေးခဲ့ကြပါအောင်ဗျာ ကျန်နေတဲ့ဗီဒီယိုလေးတွေကို share ပြီးတော့ channel လေးကို support ပေးနိုင်ပါတယ်ဗျအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ